လက်ရှိနိုဝင်ဘာလ3ကစလို့ဆက်မပြတ်ရွာသွန်းနေတဲ့မိုးကနိုဝင်ဘာလ4ရက်နေ့မှလည်းမိုးလုံးပြေမောင်းမင်းနေပြီးဆက်လက်ရွာသွန်းနေဆဲပါဒါပေမဲ့ပုံကြပါတာဝင်တို့အကျွတ်နီချူနေမြက်တစောင်းမိုးလာပြင်းနေမှာရွှေတကုံစီတီတော်ကိုဖျားဖူးပြည်သူတွေလာရောက်ခဲ့ကြပြီးမပြည့်သေးတဲ့စုတောင်းတွေအကျွတ်လာရောက်စုတောင်းခဲ့ကြပါတယ်။အော်ငင်းချမ်းကျင်လေငင်းချမ်းကျင်လေအဲ့စုလိုတို့ကျင်လေတာယာမှုလေးရှိပြီးငင်းချမ်းကျင်လေပေါ့အဲ့စုလိုတော်တော်လေးတောင်းတော်တော်လေးငင်းချမ်းကျင် စစ်အာဏာသိမ်းခဲ့တဲ့ပြီးခဲ့တဲ့2023ကာလတည်းကစကိုင်းမကွေချင်းပြည်နယ်ရခိုင်ပြည်နယ်ကယားပြည်နယ်စတဲ့ဒေသတွေဟာစစ်တမ်းကိုအလူလဲခံစားခဲ့ရပြီးတခြားဒေသတွေမှာလည်းအ ਨੇ နဲ့အများစုသလိုထိခိုက်ပျက်စီးတာတွေရှိနေပါတယ်ဒီပေရင်မျိုးနယ်ကနေချုပ်ခွာလာတဲ့မျိုးသမီးတယောက်ကသူ့ရဲ့စူတောင်းကိုခုလိုပြောပြပါတယ်သမီးတို့ဗန်ဒီတိုင်းတိုင်းမယ်ဥဒိအိမ်နေပြတော့ပြရတဲ့ခါလေးရှိတယ်။ဒါပြူရဲအစ်မရဲ့ပြူရဲပြည်သားရှိတယ်။ အားလုံးကိုကြိုက်နေတယ်။ဒီကျမ်းပါကိုရှင်းမှမြင်နေရတဲ့ຢာတွေတော့ဒီကျမ်းပါလို့ဆိုတာ။မင်္ဂန်တော်ကြီးအေးချမ်းကိုဆိုတာ။ဘုလိုလဲဆိုတော့လူမင်္ဂန်တော်မေးချမ်းကိုလုံးလုံးတိုင်ရတာလည်းဆင်ပြေတယ်။ဒီကကြိုးတော့လဲဆုံးပြီးမင်းငယ်မလဲဆုံးပြီး။ဘာပဲလုပ်လို့ဘာပဲကြိုင်နေအခွင့်အလမ်းကအများကြီးဆုံးဆုံးသွားကြတယ်။အားကြောင့်မို့ဒီနတော်ကြီးအမြဲဆုံးအေးချမ်းမှုကိုဆုတောင်းမြန်မာပြက်ကတင်ရဲ့ရှစ်လမြောက်ဖြစ်တဲ့တဇောင်မုံလာမှာဗုဒ္ဓဘာသာဝင်တွေမြန်မာတွေဟာကထိန်ခင်းအလူဒါနာပြုတာ ဇေဒီတော်ရီမှာမတုံးတင်ကန်ရက်လုတ်ကလူတာမိထွန်းပွဲတော်ကျင်းပတာနဲ့ပန်တကူအလူတွေပြုလုပ်ကြတာတွေလည်းရှိပါတယ်။တစားမုံလာပြင်းနေမှာမတုံးတင်ကန်ရက်လုတ်လူတန်းတဲ့နေ့ဖြစ်တယ်လို့ဂေါတမမစ္စောဖျားကအစာတတ်မင်းနဲ့တရားနာပရိသတ်တွေကိုတာမညာဖလာတုတ်တော်ခေါ်ယဟန်ပြုခြင်းအကျိုးတရားတော်ဟောကြားခဲ့တာကြောင့်တာမညာဖလာအခါတော်နေ့လို့လည်းခေါ်လို့ရှိပါတယ်။ဂျမဟနာပါ